များကြီးပဲဟိုလူသောက်လူလူဆိုကိုခန်းနေလဲသူများပေးရပေးနောက်ပြီးဆုံးဆိုရင်အဲဗကြောင်ကြီးရဲ့မင်္ဂလာဆောင်ကိုကျွန်တော်တို့ညီကိုတွေသွားပြီးအော်မယ်ဆိုကျွန်တော်ရွာထဲမှာရွာစော်ဖို့ရှေ့ကအဲကြီးစီဒူးတို့နိုင်ပန်စော်ဖို့အဲအကူကကြောက်အဲ့နေရထားတာနောက်ဆုံးခန်းကြတော့အဲဆရာသမားကနေရာပေးတယ်ဆရာကိုကလည်းမင်းကပေါ်ကနေပြီးတော့အဲကျွန်တော်တို့ဂျိုက်တီယိုမှာကလထိုင်ဘာကလထိုင်နဲ့អော်ပြီးပြိုးခဲ့ခိုင်းတာအဲ့ခန်းမှာ မပြောဝင်ဆိုရင်အောက်မှာတိုင်လို့ရညီလေးမပြောရင်အဲကိုကလည်းအောက်ကခါအဆင်မပြေဘူးတထဖို့စဉ်းစားရမှာရှိနေလားကိုမင်္ဂလာဆောင်မှာကြောက်တယ်ဘုရားလည်းအမလုပ်ပါနဲ့တဲ့အကိုကလည်းလုပ်ပါအာဆရာလုပ်ပါဆိုအေးကွာတဲ့ဘုရားဟိုတဲ့ငါမင်းနဲ့ရိုက်တာမဟုတ်တော့သူတို့ခိုက်လို့တော့ဆိုကျွန်တော်အောက်ကဆရာဝန်ထမ်းမေးလိုက်ဘယ်ကောင်လဲဖြစ်ဖြစ်ဘာလို့ကတ်ကြောင်မင်းကြောင်ကြီးကွာဆရာအောက်ကလည်းမသိတော့ဘူးအောက်ပြောရသေးတယ်ဟာမကောက်ပါဘူးအကိုအကိုပဲလုပ်ပါအရတဲ့ကိုစီးလို့ကျွန်တော်အဝိုင်းတယ်ဟာထမ်းမယ်ဆိုတော့ အဲ့ဒါမှချိုးလေးနဲ့ကျွန်တော်လည်းရှိရအဲနောက်ကတိုင်လုံးနဲ့အဲကိုဟာနဲ့ကိုမျိုးဝေဆိုတော့နောက်ကကိုခင်ဗျာအဲပေါ်ပါထားတာအဲဒိုင်တာကကျွန်တော်တို့တွေဖွဲ့သားတွေအားလုံးအဲမကြောင်ကြီးပေါ့မကြီးကောင်အဲနေတိုးရဲ့မင်္ဂလာဆောင်လာပြီးတက်မယ်ဆိုလို့ဒီပုံစံလေးလာတော့အဲဇောက်ကကျွန်တော်နောက်ဆုံးခန်းပေါ့အဲမင်းသားနဲ့မင်းသမီး ပေါင်းတဲ့ခါမှာကျွန်တော်တို့မင်္ဂလာဆောင်လာကြတာပေါ့အဲဒီဝှစ်စုံတွေနဲ့လာပေးခိုင်းတယ်ဟုတ်ပါဘူးအဲဒီဝှစ်စုံတွေတံပိုးကဘာလို့ဆိုပြောလို့အာဒါဒါတော့ဟာအမျိုးသမီးထုတ်ပေးတာပါခါကြတော့အစိုးကြတော့ဆရာသမားတွေကပေးတာဟုတ်အဒီကမမရအမမရတော့ဒီကားလေးကကျွန်တော်တို့ဟာဗောကျွန်တော်တို့စပြီးတော့6နှစ်ရိုက်တယ်6နှစ်လာတယ်9ခု8ရိုက်တယ်ပွဲနေ့မှာအဲမှာကျွန်တော်ရိုက်တဲ့နေရာလေးမှာ ရေလေးနည်းနည်းစီသွားတယ်အဲ့မှာကျွန်တော်သုံးရနားပြီးတော့အဲ့ရေပေးကိုလိုက်ပြီးကုလီကြတယ်ကုလီလို့တော့ကျွန်တော်အကုန်လုံးအများကြီးပေါ့နော်ဘိုင်းကုလီကြတယ်အဲ့ရေပေးတင်တွေကိုကျွန်တော်တို့အဖွဲ့အရင်ဆုံးကုလီနိုင်တယ်ဟုတ်တယ်ကိုအဲ့မှာရိုက်နေတဲ့ရွာလဲဒါပေမဲ့ကျွန်တော်တို့စင်ထားတဲ့စတင်နေပါတယ်ဟာလဲရေနည်းနည်းပဲဝတ်တာနောက်နေ့ကျနေလဲပေါ်ပြန်ကောင်းလာအဲ့ဒါလေးထူကြတယ်အဲ့နောက်တစ်ချက်ကျတော့ဒီကားလေးမှာလဲအဲကို ပြောရရင်တော့ကျွန်တော်အရင်စစ်တဲ့မင်းသားတွေပေါ့အဲကျွန်တော်နုပညာညီကိုတွေပေါ့အညီလေးတိုင်လုံးတို့နောက်ကိုပြိုးလေးတို့သူအိုင်တင်လေးတွေနဲ့နောက်ကိုကြီးပြိုးဝေစိုးတို့အဲညီလေးနေတို့တို့တော်တော်ကြိုးစားထားတယ်ရာသီဥတုရဲ့ဂျားထဲမှာကြိုးစားထားတယ်အတက်ညီလက်ညီပေါ့အဲ့တော့ကျွန်တော်တို့ဘွဲ့ဝင်နေအားလုံးကလည်းဒီကားလေးကကုစုလေးကြားတယ်ဘာဖြစ်ကျွန်တော်တို့ပြည်သူတွေတက်တကက်ကောင်းတဲ့ညီမရုပ်ရှင်ကားကိုအဲကျွန်တော်တို့အင်တိုင်းအားလိုက်ပေါ့ကျွန်တော်တို့အင်အားလေးလုပ်တယ် လူတန်းလေးလည်းလောက်ရတယ်အဲ့အဲ့ဒါလေးပေါ့ကျွန်တော်မှတ်မိတယ်ဘယ်နေရာမသိတော့ခက်ခဲတော့စီတာပေါ့ဒါပေမဲ့ဒီကားလေးကတော်တော်လေးချစ်ချစ်လေးလေးလေးအေးသက်တွေကိုလည်းကြည်စီရှင်တကက်အရသာတွေစုံလင်သွားတယ်ပတ်လိထားတာပါအဲတရုတ်ဆောင်ကဇက်ဝင်ကတပြေးပြေးပြေးနဲ့အဲကိုခလိုင်းနဲ့ထုတ်လုပ်သူတွေကတိတ်သက်ကိုမညာရှင်တော့ဟိုကမလိန်ညင်တာလည်းမဟုတ်ဇက်တန်းမှာတကက်မိတဲ့လူအကုန်ထည့်ပေးတာဒီကြားရဲရွာလူတွေပါဝိုင်းဝန်းကူညီကြတဲ့အတွက်လဲကျေးဇူးများကြီးတယ် ာကျွန်တော်ဆရာရဲ့ရွာစော်ပေါ့ခန်းတော်မှာပေါ့ခရီချအခန်းတော်အများကြီးပဲအိုလူသောလူသူဆိုကိုခန်းနေလဲသူပြပေးပေးနောက်ပြီးဆုံးဆိုရင်အဲဗကြောင်ကြီးရဲ့မင်္ဂလာဆောင်ကိုကျွန်တော်တို့ညီကိုတွေသွားပြီးအော်မယ်ဆိုကျွန်တော်ရွာထဲမှာရွာစော်ပေါ့ဆရာအဲကြီးစီဒူးတို့နိုင်ပန်စော်ပေါ့အဲအကိုကကြောက်အဲ့နေရထားတာနောက်ဆုံးခန်းကြတော့အဲဆရာသမားကနေရာပေးတယ်ဆရာကိုကလည်းနေရာပေါ်နေပြီးတော့အဲကျွန်တော်တို့ဂျိုင်ဒီယိုမှာကလေးထိုင်ဘာကလေးထိုင်လဲအော်ပြီးပြောရခိုင်းတာအဲ့ခါမှာ ပြိုးဝင်ဆိုရင်အောက်မှာတိုင်လုံးရယ်ညီလေးလည်းပြိုးရယ်အဲကိုကလည်းအောက်ကခါအဆင်မပြေဘူးဘပြိုးကလည်းအမလုံးပါနဲ့တဲ့အကိုကလည်းလုံးပါအဆရာလုံးပါဆိုအေးကွာတဲ့အေးအောင်တဲ့ငါမင်းနေရာရိုက်တာမဟုတ်တော့သူတို့ခိုက်လို့တော့ဆိုကျွန်တော်အောက်ကဆရာဝန်ထမ်းပေးလိုက်အဲကပမတ်ဇန်နိုရဆိုတော့အကျွန်တော်ကြာစောဆရာဒါအော်ဟုတ်တယ်ဆရာအောက်တော့လည်းမသိတော့ဘူးအောက်ပြိုးပြိုးကလည်းဟာမကောင်းပါဘူးအကိုအကိုပဲလုံးပါရတယ်ကိုစီးလို့ကျွန်တော်အဝိုင်းတယ်ဟာထမ်းပဲဆိုတော့အဲကြမှာ ချိုးလေးနဲ့ကျွန်တော်လည်းရှိရအဲနောက်ကတိုင်လုံးနဲ့အဲကိုဟာနဲ့ကိုမျိုးဝေဆိုတော့နောက်ကကိုခင်ဗျာအဲပေါ်ပါထားတာအမင်းလာတော့လိုက်ဖိတ်တာအာကြာပြီးကျွန်တော်မိဘလိုပဲလေဆဲဆဲအာဆဲဆဲဆိုဆိုပဲစိတ်ကောက်လိုက်တော့ပြန်လာလိုက်ကလေးကြတော့ကိုကမှားပါတယ်သူဖိုင်မသွားမိတာတော့ဘာလို့ကိုလုံးနဲ့ကိုလို့အဲ့လိုဖြစ်နေတာအဲ့တော့ဒီတိုင်းကားတိုင်းမှာမပါဖြစ်တာပါဖြစ်တယ်အဲကျွန်တော်ပွဲလေးနဲ့လဲတိုက်တယ်ကျွန်တော်လက်ခံထားတဲ့အတူတွာလေးတွေနဲ့ကိုကြိုက်တော့ အဲ့လိုအကွာတော့ဘာပဲလုပ်လို့တတိရတယ်ဟိုဘာပဲလုပ်လို့အကွာကျွန်တော်အမြဲတမ်းအမြဲတမ်းစစ်စစ်ရပဲအရင်စိတ်မှတပြည့်လူဆက်တယ်အောက်ကြမှာကျွန်တော်ဟာကျွန်တော်မအောက်ပါအေးတော့အားခေါ်ရတော့လက်မြမှာတော့အဲ့လိုလေးပြောတာပေါ့ကျွန်တော်ဟာပေါ့အဲပြောရရင်တော့ကျွန်တော်တို့တွေလူပြသမားဆိုတာကတော့ခုနလိုပေါ့ရတဲ့နေရာလေးမှာလုံးကြတယ်အဲ့ရတဲ့နေရာကျွန်တော်ပရိုက်တာလေးတွေသွားတယ်အဲ့ဒါလေးတစ်ခုလေးရှိပါတယ်အဲကျွန်တော်ဘဝကိုတူထောင်ပေးတဲ့ဆရာသမားကျေးဇူးရှင်တွေလည်းယနေ့ချိန်ထိ ကျွန်တော်တမိုးထားလဲပါနိုင်တဲ့လောက်အားလေးနဲ့လည်းကျွန်တော်ကုသလုပ်လုပ်ပါတယ်အေးစင်ကြီးလည်းကြားမှချမ်းသာပါစေဟုတ်အဲဟောဘောကျွန်တော်တို့ဇက်ကားခဲ့တဲ့ဇက်ရသူဟာတို့အလုံးဟောဘောဇက်ရသူအသက်ကြီးသွားပြီဆိုတော့အချို့ကလည်းသာသနာပေါ်ဝင်တော့အပီးပေါ့အကုန်လုံးနားပြီးအဲပုံကိုယ်တွေအတွက်လည်းအခုကျွန်တော်ကအဲတနေ့ဟောဘောနိုင်တဲ့လောက်ပေါ့ဒီနေ့ဆိုရင်သင်္ကန်းတိပါညာနဲ့ကိုဝုဒ္ဓဝင်နေကိုနုမိညာတွေရပါ ဘေးကလည်းလူပေါ့ဝိုင်းဝန်းတာပေါ့ကိုယ့်အရက်ဒေတာပေါ့ဝိုင်းဝန်းလုပ်ပေးတာပါဒီလိုမျိုးဒီစိတ်ကဘယ်လိုတောက်တော့ဘယ်လိုလဲဘယ်လိုလဲအဲရွယ်လေးရလဲဆိုတော့ကျွန်တော်တို့အကိုဆရာတွေကဟိုခလျသားသမီးဆရာရတဲ့ပတ်သက်နဲ့ကျွန်တော်ကုသိုလ်လုပ်ရမယ်လူလဲလူစားလဲစားကိုလဲစုဆိုတဲ့အဲ့ရလေးဓာကျွန်တော်စပြီးတော့တည်းကတင်စားပေးတဲ့ပလန်လေးကကျွန်တော်ကအဲ့စိတ်လေးနေနေနေချိန်ကြီးပေါ့အခုလိုပေါ့ဘယ်သူ့ကိုမလုပ်ပေးရမလဲဆိုတဲ့စိတ်ပဲရှိလာပါဘူးကိုကြီးပဲပုံပဲရှိတယ် အဲသူတို့ဘက်ကတုံ့ပြန်မှုကတော့သူတို့ဘက်မှာကျွန်တော်ဘက်ကတော့အများအားသူတို့တဲ့အစင်းသင်ပါပဲအရင်အရှိပါလေဇလန်းတွဲတွေလည်းလာအောင်မှာရုပ်ရှင်တွေလည်းအများကြီးလက်ခံထားတယ်အများကြီးပေါ့ဒါပေမဲ့ကိုကုရကိုအားရံနဲ့ချိန်လေးနဲ့ပေါ့စေကုရဆရာသမားလိုပဲငါခေါ်တယ်ခေါ်တယ်ခေါ်တယ်တော့လို့ဖြစ်နေလားအဲ့လိုလေးဖြစ်နေပါလေအဲကျွန်တော်ကပြောရရင်တော့ကျွန်တော် ခြေတန်းလေးနဲ့ကျွန်တော်နဲ့တစ်ဖက်လူအစဉ်ပြေလောက်မယ်ဆိုရင်ကျွန်တော်ကစဉ်းစဉ်းပြောရင်ဗမာလူမျိုးပဲဖြစ်ပါဖြစ်ဖြစ်အစကလေးပုံပို့ထဲတာကျွန်တော်ပို့ဖို့လုပ်ပေးခဲ့စေတနာလေးစေရတယ်ကိုကိုကိုတို့စဉ်းပြေလားကိုတို့စဉ်းပြေကျွန်တော်လုပ်မယ်ကိုတို့စဉ်းပြေလို့ရှိရင်ကိုတို့လုပ်ရမယ်ဆိုအဲ့လိုပုံစံမျိုးလေးနဲ့လုပ်ရတယ်အောင်စီအောင်မောင်းလိုပဲအတိတ်အောင်မိတ်နဲ့ပေါ့နော်အဲပိုင်နိုင်ကြပါစေနောက်ပြီးတော့ကျွန်တော်တို့အတိတ်နမိတ်ကောင်းနေလဲကြားကြပါစေနောက်တက်ရှင်ကြပါစေကြားမှာကြပါစေ